အမှန်တော့ကျွန်တော်မြန်မာကစားသမားတွေက individual က individual skills က no individual technique တွေပါတယ်အားလုံးကကျွန်တော်ကဒီအာဆီယံမှာအာဒီသူတို့ local အနေနဲ့ကျွန်တော်ကိုရှင်လို့ရတယ်အဲ့လောက်ကျွန်တော်ကမငင်အောင်ကျွန်တော်ကဘာဖြစ်နေလဲဆိုကျွန်တော်ကစားသမားတွေဟိုငငယ်လေးကနေစပြီးတော့အခုအချိန်ကြီးရဲ့အချိန်ထိကိုဟို technical discipline နဲ့မကစားတော့ဘူး နီးစနစ်ပိုင်းဆိုင်ရာစီကံရဲ့နီးစနစ်ပိုင်းဆိုင်ရာချမှတ်ထားတဲ့ဗျူပိုင်းနဲ့မကစားနိုင်ဘူးအဲ့ဒီဟဲ့ပြဿနာဖြစ်နေတာအဲအကြောင်းလူတွေကဟိုဘလုံးသုံးတန်းကြတဲ့ခါက60 80ဆိုကျသွားဆိုတော့အဲ့ဒီအကြောင်းရင်းနေကြောင်းကြတာကျွန်တော်ဘလောက်ပဲ fitness တွေလုပ်တယ်ပြောပြောဘလောက်ပဲကျွန်တော်တို့ကြိုတင်ပြင်ဆင်တာပြောကစားသမားတွေအဲ့ tech ဟိုနီးစနစ်ပိုင်းဆိုင်ရာစီကံနေနောက်နီးစနစ်တွေနဲ့မကစားနိုင်ဘူး မောင်းနေဆိုသူအာဆီယံလေးပဲဟိုမှာကြိုက်တဲ့လူတော့ရှင်လို့ရနေပြီသူရှင်လို့ရနေပြီဒါအဲ့လိုပဲမောင်းလို့လို့ပဲအများကြီးပဲရှိတယ်ကျွန်တော်တို့ရှင်မှာအများကြီးပဲမနီးပြဘာလို့ချင်တာလဲဘာလို့ချင်တာလဲဟို defense ကိုငါတို့ဘလို့သွားချင်တာလဲ defense ကိုငါတို့ဟိုကြစ်ကြစ်လက်လက်ပုံစံမျိုးတိဆောက်ချင်နေဟာမျိုးဆို complain မတက်နဲ့တော့ဟိုငါတို့ကမငါတိရအကုန်ဖယ်ထားပြလိုက်နီးပြအခုဘာလို့ချင်ငါကစားသမားနဲ့ငါဒါတော့လိုက်လုံးမယ်ဒါပဲဒါလည်း အဲ့တော့တယောက်ချင်းစီကအဲ့လိုမျိုးလှုပ်လိုက်လို့ရှင်ရှုံးနာနိုင်တာနီးစနစ်ကောင်းတာမကောင်းတာနီးပြနေပဲသက်ဆိုင်သွားလိမ့်မယ်အမှန်တော့ကျွန်တော်မြန်မာကစားသမားတွေက individual က individual skills က no individual technique တွေပါတယ်အားလုံးကကျွန်တော်ကဒီအာဆီယံမှာအာဒီသူတို့ local အနေနဲ့ကျွန်တော်ကိုရှင်လို့ရတယ်အဲ့လောက်ကျွန်တော်ကမငင်းအောင် ကျွန်တော်တို့ကဘာဖြစ်နေလဲဆိုကျွန်တော်တို့ကစားသမားဟိုငငယ်လေးကနေစားပြီးတော့အခုချိန်ကြီးရဲ့ချိန်ထိကိုဟို technical discipline နဲ့မကစားတော့ဘူးနီးစနစ်ပိုင်းဆိုင်ရာစီကံရဲ့နီးစနစ်ပိုင်းဆိုင်ရာချမှတ်ထားတဲ့ viewer နဲ့မကစားနိုင်ဘူးအဲ့ဒီဟဲ့ပြဿနာဖြစ်နေတာအဲအကြောင်းလူတွေကဟိုဘလုံးသုံးသန်းကြတဲ့ခါက60 80ဆိုကြာသွားဆိုတော့အဲ့ဒီအကြောင်းရင်းနေကြောင်းကြာတာ ျွန်တော်ဘလောက်ပဲ fitness တွေလုပ်တယ်ပြောပြောဘလောက်ပဲကျွန်တော်တို့ကြိုတင်ပြင်ဆင်တာပြောပြောကစားသမားတွေအဲ tech ဟိုနီးစနစ်ပိုင်းဆိုင်ရာစီကန်းနေနောက်နီးစနစ်တွေနဲ့မကစားနိုင်ဘူးဥပမာမင်းဒီနေရာမှာ pocket ကိုနေဒါမှမဟုတ်ဒီနေရာမှာမင်းရက်ကိုမတ်တက်ရက်နေရမယ်ဆိုရင်ကျွန်တော်တို့ဒီမှာဘာလို့ဆိုအဲ့လိုမနေနိုင်တဲ့ခါကြီးရှိတယ်မလုံနိုင်ဘူးအဲ့တော့ဟိုမှာဟို defense လုပ်တဲ့ခါကျရင်လေ defense ကိုမလုံတတ်တော့ဘူး attack သွားမယ်ဆိုလူတွေကထင်တယ် attack ကမြန်မာကစားသမားကြီးကစားတယ်မဟုတ်ဘူး attack ပြီးကျွန်တော်တို့မှာတိတ်ပြီး discipline မရှိဘူးကျွန်တော်တို့ဘာဖြစ်လဲဆိုကျွန်တော်က individual တွေ like ကစားနေကြတာ individual like ကစားတော့ဟို team အတင်းတင်းအနေနဲ့ကြတော့အတင်းပုံစံမပေါက်တော့ဘူးဟိုဘယ်လိုပြောမလဲကလေးကစားနေသလိုဖြစ်နေကလေးတွေကစားနေသလိုပဲအခုကျွန်တော်တို့ဂျပန်ကစားတယ် Thailand ကစားတယ်ဘာကစားနေရလဲအရင်စီကံကောင်းအခုထိုင်းဆိုကျွန်တော်ဟိုဂျပန်ထား ထိုင်းဆိုအခုဘာကစားတော့လဲသူတို့ကစားစမ်းတယ်ကျွန်တော်ကစားစမ်းရှင်ကြီးသူတို့ကစားနေရပုံစံကျွန်တော်သူတို့ဒီအရန်ဟိုရင့်ကျက်တဲ့ပုံစံနဲ့ကစားနေသူတို့သွားနေဥမာသူတို့ကစားနေပုံစံကြီးပင်မန်းနေလို့လည်းမထင်အောင်ဒါပေမဲ့မြန်မာကစားသမားတွေဒီအရန်ပင်မန်းနေကိုင်းထဲမှာအရန်အားဆိုင်အရန်အနေအလုတ်လုတ်နေဒါပေမဲ့အဲ့ဒါတွေကမလူအပ်တဲ့ဟာတွေဖြစ်နေဘာဖြစ်လို့အသင်းတသင်းနဲ့ကျွန်တော်တို့ကမကစားနိုင်ဟုတ်ကလေးလေးရအစားအဲ့ဒါကျွန်တော်က တွေးရပြဿနာတွေ့နောက်တစ်ခုကကျွန်တော်တို့ဗာလဲဆိုတော့ highlight တွေကြည့်ရများတာဟုတ်တယ်မဟုတ် maxi ရောနာရနာရောနေမာသူတို့ရဲ့ highlight တွေကြည့်ပြီးတော့သူ highlight ကတော့သူတို့ရဲ့ဒီလိုမျိုးတကိုးကြီးဟာလေးကိုအကုန်ပြတာ edit လုပ်ပြတာတကယ်တမ်းကျွန်တော်တို့ကြည့်ရမှာကလေးတွေက semi final final တွေမှာဘလို့ကစားနေရလဲကစားသမားတွေကဒါတွေကအရေးကြီးဆုံးဖြစ်နေအခုပို့ဆိုရအခု modern football မှာဆိုရင် လုံးဝ knees နဲ့ပိုင်းဆိုင်ရဥ Arsenal ကစားရတယ် Man City ကစားရတယ်ဆိုတာဘောလုံး knees နဲ့ပိုင်းဆိုင်ရဥ Arsenal နဲ့ Barcelona Real နဲ့ကံသွားတယ် Real ကြီးကြီးလဲသူတို့မှာ individual ကစားမှာရှိတယ်ဒါပေမဲ့အသင်းရဲ့ knees နဲ့ပိုင်းဆိုင်ရမှာသူတို့တအားနေတကယ် knees နဲ့ပိုင်းဆိုင်ရတာတဲ့အသင်းကသူတို့စားသွားတာစားသွားကြောကြိလိုက် Arsenal ကစားရတယ် Man City ကစားရတယ်ဆိုဒီနေရာသူတို့ဆိုရင်ဒိုကူဆိုဘယ်တောင်မှမရက်နေဆိုရက်နေတာအဲ့နေရာနေသူဘယ်မှမတော်ဘူး ဟိုစာကာတို့ပါဆိုရက်နေဆိုရက်နေအဲနားနေပဲသူတို့လှုပ်တယ်ဆိုအိုဒီကဆိုဒီနားမှာပဲနေဆိုဒီ pocket ကလေးမှာပဲမင်းကစားဒီ pocket ကလေးကနေမင်းကိုငါတို့လိုချင်တာဒီလောက်ဆိုရဲရမျိုးလေးနေပဲကစားနေတယ်ဆိုအဲ့တော့သူ defense ပြန်လို့လဲသူတို့ရဲ့ဟိုကစားနေပုံစံမျိုးတွေကအများကြီးပင်ပန်းသွားတယ်ဆိုတာမရှိဘူးသူ shake လိုက်လေးနဲ့သူသူ structure လေးနဲ့သူ shake ဟိုဟို switches လုံးနေရလေးဒီ move ဒီဘက်ပြေရွှေ့လိုက်အခု time ကစားနေအဲ့တိုင်းလေးပဲသူသွားတယ်ပြန်ပြန်လာတယ်သူတို့တော့တတရာလေးရွှေဒါပေမဲ့ကျွန်တော်အခုချိန်တင်ကျွန်တော် မြောင်ဘုံလောကကျွန်တော်ဟိုအငယ်ကနေစားရအခုအချိန်ကြီးကြီးအဲ့လိုမျိုးရင်းကြက်တဲ့ပုံစံကစားတာတော့တခါမှမတွေ့သေးဘူးအဲ့တော့ကျွန်တော်တွေးတာဘယ်လောက်ထိနိုင်ပါလဲဒီနစ်နှစ်ပိုင်းဆိုင်ရာဟိုစီကန်းနေမရှိဘူးဘယ်လောက်ထိနိုင်မှာကျွန်တော်နိုင်လဲ၁၀ဝန်းငယ်ကျွန်တော်တပွဲနှစ်ပွဲနိုင်မှာအဲ့တပွဲနှစ်ပွဲနိုင်ပျော်နေလို့ကျွန်တော်မရဘူး၁၀ဝန်းကန်လို့ရှင်ကျွန်တော်ကဥပမာ၁၀ဝန်းကန်နေကျွန်တော်ခုနှစ်ပွဲလောက်နိုင်တယ်သုံးပွဲဟိုနှစ်ပွဲလောက်ရှုံးတယ်ရှုံးတဲ့ပွဲလည်းကျွန်တော်ကဒါအထက်စီးရဖြစ်နေရမှာ ဟိုထိုင်းဆိုကျွန်တော်တို့နဲ့ပဲဂျင်းကားဆိုတို့သူရှုံးဝင်အောင်ကျွန်တော်တို့အထက်စီးရပြန်နေမှာဆိုတော့ဒီຢာတွေကပြဿနာပဲကျွန်တော်တွေ့ရအဓိကကွင်းထဲမှာရှိရဲ့ကစားသမားတွေရဲ့အကျင့်လေးလည်းပါတာပေါ့နော်ငွေတွေကနေပြီးတော့ဟိုစနီးစနစ်တကြသေချာမကစားလာခဲ့ရဘူးအဲ့လိုပဲဖြစ်မှာပေါ့အဲ့တော့အခုချိန်ဒီမက်ဂျူရမဖြစ်တာတဟာတွေ့ရကစားရပုံစံတွေမှာဘယ်တော့မှကျွန်တော်တို့ဘလုံးကစားရနေဆိုတော့တက်တောင့်တက်တာဖြစ်ပြီးကစားရဆိုမရှိဘူးအားလုံး အမြဲတမ်းမောပန်းအနေနဲ့69ဆိုကြာပါတယ်သူတို့ပြော6ကြာမှာပေါ့ဘလူပဲဖြစ်ဖြစ်ကြာမှာဘာလို့ဆိုအတင်းလိုက်ပုံစံကိုကျွန်တော်တေးချေချောင်းမကစားတယ်လို့အလိုချင်နေတာအခုတက်ပို့ပြီးတော့တက်လာလို့ဆိုလို့ဆိုလို့ရှိရင်ဘာတွေလိုအပ်မလဲ senior team level ကကျွန်တော်ပြောလိုပဲခုနပြောသလိုပဲဥပမာကျွန်တော်ဆိုရင် individual တကယ်ကောင်းတဲ့ကောင်းနေရှိရဥပမာဒါကျွန်တော် highlight လုပ်မယ်ဆိုမောင်မောင်လေးဆိုဒါအခုချိန်မှာ top ပဲလေး ဆိုတော့လူမျိုးတွေရှိရရှိရဆိုတော့ဒါမောင်းနေဆိုသူအာဆီယံ level ဟိုမှာကြိုက်တဲ့လူတော့ရှင်လို့ရနေပြီလေသူရှင်လို့ရနေပြီပေါ့ဒါအဲ့လိုပဲမောင်းလို့ပဲအများကြီးပဲရှိရကျွန်တော်တို့ရှိမှာအများကြီးပဲဟိုအခုအငငယ်လေးလေတွေ့ရကလေးလေးလေတွေ့ရတယ်လို့မျိုးဆိုဒါကျွန်တော်ဖြစ်စေချင်တာကဒီဟိုငငယ်ကလေးငငယ်လေးကအစာပေါ့နော်ကလေးငငယ်လေးကနေစပြီးတော့စနစ်တကျ ်စီကန်တဲ့ကြောင့်မနီးပြဘာလို့ကျင်တာလဲဘာလို့ကျင်တာလဲဟို defense ကိုငါတို့ဘယ်လိုသွားကျင်တာလဲ defense ကိုငါတို့ဟိုကြစ်ကြစ်လေးလေးပုံစံမျိုးတိဆောက်ကျင်နေဟာမျိုးဆို complain မတက်နဲ့တော့ဟိုငါတို့ကမငါတိရအကုန်ဖယ်ထားပလိုက်နီးပြအခုဘာလို့ကျင်ငါကစားသမားနဲ့ငါထားဟိုတော့လိုက်လုံးမယ်ဒါပဲဒါလည်းအဲ့တော့တယောက်ချင်းစီကအဲ့လိုမျိုးလှုပ်လိုက်လို့ရှင်ရှုံးနာနိုင်တာနီးစနစ်ကောင်းတာမကောင်းတာနီးပြနေပဲသက်ဆိုင်သွားနေတယ် တယောက်ချင်းစီအလိုလိုက်လုံနိုင်တယ်အဲ့အကျင့်လေးဖြစ်သွားအဲ့အကျင့်လေးကနေတည်သွားအခုကျွန်တော်နောက်ဆုံးစီနီယာဒင်းဒီပါဆိုရင်ကျွန်တော်အတင်ကကျွန်တော်ဒီဘုံဒီအတင်းလေးကတော်တော်ဒီအတင်းဆိုကျွန်တော်တို့နိုင်ငံဘုံလုံးကိုကလေးရဆိုင်ပါတော့တော်တော်လေးနေရာတစ်ခုမှာကစားတတ်တဲ့ပုံစံလေးတစ်ခုရောက်လာမယ်လို့ကျွန်တော်ကမြင်တယ်အဲ့လိုမျိုး